ဟန်ထူးဆန်ပါကျွန်တော်ရဲ့ပရိသတ်တွေအားလုံးအတွက်ကို ကျွန်တော်က surprise လေးလုပ်ပေးဖို့ရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ငွေကြက်5000ရှိုံနဲ့စီမီကွန်ဒိုတခုကိုပိုင်ဆိုင်နိုင်မယ့်အခွင့်အရေးပဲဖြစ်ပါတယ်အဲ့တော့ဘယ်လိုကွန်ဒိုလေးဖြစ်မလဲဆိုတော့ကျွန်တော်တို့လိုက်ကြည့်အောင်နော် ယ်ဆိုတာကိုတော့ကျွန်တော်မိသားတွေကခံမမိနိုင်တယ်လို့ထင်ပါတယ်ခင်ဗျာအခုအတိုင်းပဲတကယ်အားလုံးခံမထားတဲ့အတိုင်းပဲကျွန်တော်တောင်းနေနေရတော့သစ္စာမိလဲမှာဒီပုံမှာရှိတယ်ပြီးတော့တောင်းကလာကိုရက်ကွက်မှာရှိတဲ့နေရာလေးတခုပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရမယ့်ကွန်ဒိုကဘလောက်တောင်းအချက်အချာကြာပြီးနေရာကောင်းလဲဆိုတာအားလုံးထပ်ပြီးတော့အတူတောကြည့်အောင်နော်တောင်းကလာဆိုတာကကျွန်တော်တကယ်အချက်အချာကြာတဲ့ဒါနေရာတခုလည်းဖြစ်တယ်နေရာတိုင်းနဲ့လည်းနီးတယ် ဘယ်လိုလေးပဲဖြစ်ဖြစ်စီးပွားရေးလုပ်မယ်ဆိုလို့ရှိရင်လည်းတကယ်ကိုလူတွေစီကားပြီးတော့တကယ်လုံးလုံးအောင်မြင်တဲ့နေရာတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့အခုဒီကျွန်တော်တွေသွားနေတဲ့အချိန်မှာဟိုရောက်လို့ရှိရင်တော့အသေးစိတ်ကအဲဒီစံပြောပြပြီးမှာပေါ့နော်ဘယ်လိုတွေပေါင်ရမယ်ဆိုတဲ့အကြောင်းအဲ့တော့ဒီအခုအဲဒီစံပြောမယ့်အစီအစဉ်ကအရန်အရန်ကိုအားလုံးတော့စိတ်ဝင်စားစရာကောင်းသလိုတကယ်လည်းရမယ့်အခွင့်အရေးတစ်ခုကလည်းအရန်ကိုမိုက်တဲ့အခွင့်အရေးဆိုတော့အားလုံးပဲလက်မလို့စစ်ချင်ပါဘူးအားလုံးပဲပေါင်ဖို့အတွက်ပြီးခေါ်ပါရစေ။

ကျွန်တော်ကလည်းပြောခဲ့သလိုပဲငါးတောင်ဂျင်းနီးလိုင်အောင်နဲ့စီမီကွန်ဒိုတိုက်ခန်းတစ်ခုကိုပိုင်ဆိုင်နိုင်မယ်ဆိုရအခွင့်အရေးလေအခုကျွန်တော်ကရောက်နေတဲ့စီမီကွန်ဒိုမြင်ကြီးတက်ကဒီ9000တန်တစ်ကက်ကလေးတစ်ခုဝယ်ယူပြီးတော့ကန်ဆန်းလိုက်အောင်နဲ့ပိုင်ဆိုင်နိုင်မယ်အခွင့်အရေးကျွန်တော်ပြည်သက်တွေမှာရှိပါတယ်အဲ့တော့ဒီစီမီကွန်ဒိုလေးဘယ်လောက်လှသလဲဆိုတာကိုကျွန်တော်တို့လိုက်ပြီးတော့ကြည့်အောင်နော်အခုဒီနေရာလေးကတော့အေကန်နီ ကျွန်တော်မိသားစုလာဒီညာလေးရာပိုင်ဖောင်ဒေးရှင်းနဲ့ဆောက်ရတာဖြစ်တဲ့အတွက်ကြောင့်250 structure အမှတ်ခံရှိပါတယ်ဗျာအဲ့တော့ဘာလုပ်သေးလဲကျွန်တော်ခုနောက်ပါပါဆက်ရှိနေတဲ့ဆောက်ပါစီလားကျွန်တော်ရဲ့စီမီကွန်ဒိုမြေကြီးတလေးရဆိုလို့ရှိရင်တော့ပေ22ပေပေ60ကျုံပါတယ်အဲ့တော့အဲ့ဒီပုံပါမှာကျွန်တော်ကပေ ေ56ပေးဆောက်လို့ပေးကြတာဖြစ်ပါရယ်ခင်ဗျာနောက်ထပ်ကျွန်တော်တို့ဘာတွေပါပေးလဲဆိုတာဆက်ကြည့်အောင်เนาะကျွန်တော်တို့ဒီမြေကြီးထဲမှာဆိုလို့ရှိရင်အေကွန်က stay အေကွန်ကတစ်လုံးပြီးတော့ရေကုန်အေကွန်ကနှလုံးပါပါတယ်ပြီးတော့ဒီမှာ CCTV က၅လုံးတော့ပါတယ် CCTV ၅လုံးဆိုတော့ကို့အတွက်ကတော့လုံးဝ safe ဖြစ်တယ်အဲ့တော့တကယ်အားလုံးဒီလိုမျိုးစနစ်တကျနဲ့ဆောက်လုပ်ပေးကြတာဖြစ်တဲ့အတွက်ကြောင့်တကယ်ကိုမိုက်ပါတယ်ပြီးတော့နောက်တစ်ခုရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ power meter ပါဝါမီတာလည်းပါပါသေးတယ်ခင်ဗျာပါဝါမီတာဆိုတာကတော့တကယ်လုပ်ငန်းသုံးအတွက်ကိုကျွန်တော်ကတက်ဆင်ပြထားဖြစ်ပါတယ်ပါဝါမီတာလည်းရှိတယ်ပြီးရခါကျတော့အခုလိုမျိုးမြင်ကြီးတက်ဖြစ်တဲ့အတွက်ကြောင့်တကယ်ကိုစီးပွားရေးကိုချက်ချင်းပြမျက်နဲ့တကယ်လုံးလို့ရမယ်ပြီးတော့သစ္စာလမ်းမကြီးပေါ်မှာရှိတာဖြစ်တဲ့အတွက်ကြောင့်ဘယ်အရာလုပ်လို့အောင်မြင်မယ်လို့တစ်ထစ်ချပြောနိုင်ပါတယ်ကဲနောက်ထပ်တစ်ခုကတော့ကျွန်တော်ဒီမြင်ကြီးချက်လေးကတစ်ထပ်ခွဲရှိရဖြစ်ပါတယ်အဲ့တော့ထပ်ပြီးတော့ကျွန်တော်ထပ်ခွဲလေးတက်ကြည့်ရအောင်နော် ုံမိနေတာကျွန်တော်ခုနကတော့ငါးဆောင်တဲ့တစ်ကက်ကိုကန်ဆန်းဖို့တော့ပြောထားရမလားဒါပေမဲ့အဲ့ဒီကန်ဆန်းမဲကဘယ်နေ့မှ lucky draw နှက်ပေးမှာလဲဆိုတော့လည်းမပြောရသေးဘူးအဲ့တော့29ရက်ဆယ်လမလီယာဟိုတယ်မှာကျွန်တော်တို့ lucky draw တွေနှိုက်ပြီးတော့ဒီ ticket 5000နဲ့3000နဲ့တွေကိုကျွန်တော်တို့ကမဲဖောက်ပေးမှာဖြစ်ပါတယ် တကုံးစားရေး company limited TKO construction company limited ပြီးတော့ Mr. Yangong purified drinking water company limited ပြီးတော့နောက်တစ်ခုကတော့ Amazing Jupita trading company limited ဆိုပြီးတော့စီးပွားရေးမန်တန်ရေးလေးခုပေါင်းစုံပြီးတော့မှာတကုံးဦးစီးပွားရေးလုပ်ငန်းစုကြီးရဲ့ကျွန်တော်တို့လေးနှစ်ပြည့်အထိမ်းအမှတ်ပွဲအနေနဲ့ကျွန်တော်တို့ဒီဥစ္စာတွေက ticket တွေရောင်းချပြီးတော့မှာအခုလိုမျိုး lucky draw တွေမဲဖောက်ပြီးတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့အားလုံးလည်းကန်ဆန်းကြဖို့ဖိတ်ခေါ်ပါတယ်ပြီးတော့အားလုံးလည်းတကယ်စီစဉ်တာပါပါနဲ့ကိုကို တကုံကုမ္ပဏီလီမိတက်ကနေပြီးတော့အာဆောက်လုပ်ပေးထားတာတွေ့ရတဲ့အတွက်ကြောင့်အားလုံးပါဝင်ကြည့်ချင်ပါတယ်အဲ့တော့ကျွန်တော်ထပ်ပြီးတော့ဘယ်လိုမျိုးလေးတွေပြင်ဆင်ထားပေးလဲဆိုတော့ relax ကိုဖြစ်သွားတယ်ပြီးတော့ဘာလို့လဲဆိုတော့ air con ကြီးလှလိုင်းဖွင့်ထားတယ်ပြီးတော့ဒီအခန်းလေးရဲ့ဖွဲ့စည်းပုံလေးတွေဒီအပေါ်လေးတွေအကုန်လုံးတည်တည်ချာချာ lighting လေးတွေအားစားလုပ်ပေးထားဆိုတော့အရန်လာတယ်အဲ့တော့ဒီဥစ္စာကတော့မြင်ကြီးတက်လေဖြစ်တယ်ဆိုတော့စီးပွားရေးလုပ်တဲ့အခါကျလို့ရှိရင်ဒါ ready ဖြစ်အောင်ဆိုပြီးတော့ဒါရုံးခန်းအနေနဲ့ဒါတကုံဦးစီးပွားရေးဇူကနေပြီးတော့ seasonal ဘာနဲ့ဆောက်လုပ်ပေးထားဖြစ်ပါတယ်ဒါပေမဲ့ကိုကမိသားစုနေမှာ အဲလုံလိုက်မလုပ်ဘူးဆိုလို့ရှိရင်တော့ကိုယ့်အကော renovation လုပ်ပြီးတော့မှပြန်ပြီးတော့အခန်းတွေဖွင့်လိုက်လို့ရပါတယ်ပြင်ဆင်လိုက်လို့ရပါတယ်တကယ်မိုက်တဲ့အခန်းမှာပြီးတော့ဝေချက်9000လေးကိုကန်ဆန်းလိုက်အောင်လည်းဒါဘယ်လိုပဲဖြစ်ကိုကမြင်းကြီးချက်ကြီးတစ်ခုလုံးကန်ထူးနိုင်တဲ့အခွင့်အရေးဆိုတော့အားလုံးပဲဒီအဆီဇင်မှာပါဝင်ကြဖို့အတွက် resident ဖိတ်ခေါ်ပါတယ်အဲ့တော့ resident က live ပြီးတော့တကယ် ticket တွေ selling လုပ်ပေးတဲ့အချိန်ကျရင်အားလုံးပဲဝယ်ယူထားဖို့မမေ့ပါနဲ့လို့ပြောချင်ပါတယ်ခင်ဗျာ ကဲတော့ကျွန်တော်ပြခဲ့တဲ့စီမီကွန်တိုကြီးနှစ်ခုကြည့်ပြီးတော့ဟာငါတော့ကံမကောင်းတတ်ပါဘူးငါမပေါက်နိုင်ပါဘူးလို့စိတ်ပူနေတယ်အန်ဒူဆန်ပြည်သက်တွေရှိရမလဲအဲ့ပြည်သက်တွေအားလုံးတွန်းအန်ဒူဆန်မှာ surprise နောက်ထပ်အကြီးရှိပါသေးတယ်ခင်ဗျာအဲ့ဒါတော့အခုအန်ဒူဆန်စီနီယာဒီကားပဲဖြစ်ပါတယ်ဒီကားကအန်ဒူဆန်တို့ so e သိန်း၄၀၀ဖြစ်ပါတယ်ဒီကားကိုလည်းအခု3000 5000ရင်းရုံနဲ့ပေါက်မဲ့စုမဲ့တွေမှာဒီကားလဲပါပါတယ်အဲ့တော့အားလုံးပဲတိဖို့ကနောက်ထပ်ဒီစီမီကွန်တိုနှစ်ခုနဲ့မဟုတ်ဘဲနဲ့ဒီကားလဲပါသေးတယ်ပြီးတော့နောက်ထပ်စုမဲ့ပေါင်းများစွာလဲပါပါသေးတယ် အဲ့ဆူမဲတွေကဘာလဲဆိုတော့သိန်း100တန်းစိန်တစင်သာပြီးလို့ရှိရင်လက်ကောက်သိန်း90တန်းနှစ်ကွင်းပါပါသေးတယ်ပြီးတော့10သိန်းတန်းစိန်လက်စွတ်10ခုပြီးလို့ရှိရင်တော့9သိန်းတန်းဆူမဲပေါင်းအခု20တောင်ရှိပါသေးတယ်အဲ့တော့ဒဂွန်ဦးစည်းဝါးရေးလုပ်ငန်းစုကနေပြီးတော့တင်ဆက်ပေးထားတဲ့ပွဲဟာဆိုလို့ရှိရင်အားလုံးအတွက်ကန်တူဖို့အခွင့်အလမ်းတွေအများကြီးရှိပါတယ်အဲ့တော့စုမဲရီကလည်းအများကြီးပဲဖြစ်တဲ့အတွက်ကြောင့်အားလုံးပဲဒီပွဲမှာပါဝင်ဖို့တော်ကနေဆက်ဖိတ်ခေါ်ပါရစေ။အဲ့တော့ချင်းတီရာတကူကဒီပွဲမှာပါဝင်ဖို့တော်ကဒီတိကျက်လေးလည်းဝယ်ထားဖို့မိမိပါနဲ့လို့ပြောချင်ပါတယ်။ တော့တစ်ကက်လေးတွေဝယ်ရင်းနဲ့အားလုံးတူတူကန်ဆောင်ကြပါစေလို့စတောင်းပေးပါခင်ဗျာအားလုံးပဲဆုံးဖြတ်ကြအောင်နော်